။အများကြီးကြတော့ဘယ်လိုပဲဖြစ်ဖြစ်တီလုံးဖွင့်လိုက်တာနဲ့ကြားလိုက်တာနဲ့သူမှလုတ်တက်တယ်ကတက်တယ်ဆိုတော့လေကျွန်တော်မှတော့အဲ့ဒီကျွန်တော်ရဲ့ငโกစိတ်ရင်းအခံကတော့အဲ့လိုမျိုးပါမီမပါဘူးပေါ့။ကျွန်တော်ရုပ်တရက်လို့ဆိုကျွန်တော်မလုပ်တော့ဘူး။ဒါဒါမန်နိုင်းဝင်ခံတာလေးတော့ဒါကျွန်တော်အားနေကြပေါ့။ရုပ်ရှင်ထဲမှာအဲ့လိုမျိုးကာရမယ်၊ကြော်ညာမှာကာရမယ်ဆိုရင်တော့အဲ့လိုတော့ကျွန်တော်မရှိပါဘူး။ အဲ့လိုတော့မဆက်ပါဘူးပေါ့နော်အဲ့လိုနေရာတိုင်းရော၎င်းနေလိုက်ဆက်နေရမှာမဟုတ်ဘူးအလုံးမလုံးသေးတဲ့အချိန်ဘာကာရက်တာမှမဝင်သေးတဲ့အချိန်ဆိုရင်ကျွန်တော်တို့စိတ်နေရကျွန်တော်တို့နေကြတာပဲလीဒါတေချာလုံးမရတော့မယ်လीဒါအလုံးဖြစ်သွားပြီလीနော်ကောင်းနေတယ်ကိုပြောပြပါဦး ။ဟောအဲ့ဒါတော့ကျွန်တော်မနေ့တင်ထားတာပါ။ဟိုရိုင်းပါရမီပါနေရောတော့မဟုတ်ပါဘူး။မနေ့တင်ထားတာ။ဆုံးမရလေးပြန်တွေ့။နှစ်ပတ်သုံးပတ်လောက်တော့တင်ရတာပေါ့နော်။အဲ့လိုမျိုးခဏခဏကျင့်ရတယ်ခဏခဏပြန်လုပ်ရတယ်။ဒီကရလေဒါတေယုဆောင်ရပါလေကရပဲတေယုဆောင်ရလို့ဆိုတော့ဒီကတဲ့အဲဘယ်လိုခေါ်မလဲတေယုဆောင်အဲကရတော့တေယုဆောင်ရအောင်လို့ဆိုရင်တော့ကျွန်တော်လုပ်ပါတယ် ိုတခြားကျွန်တော်ရဲ့ဒီဘယ်လိုခေါ်မလဲဒီရုတ်တရက်ပေါ့နော်အဲ့လိုမျိုးတီးလုံးဖွင့်မိလိုက်ရင်တော့ကျွန်တော်မကတ်တော့ဘူးကျွန်တော်အဲ့လိုတော့ဟိုပါရမီမပါဘူးပြသူများရဲ့လူမျိုးလေအဲသူများရဲ့ကြောင့်တော့ဘယ်လိုပဲဖြစ်ဖြစ်တီးလုံးဖွင့်လိုက်တာနဲ့ကြားလိုက်တာနဲ့သူတို့မှလုတ်တက်တယ်ကတ်တက်တယ်ဆိုတော့လေကျွန်တော်မှတော့အဲ့ဒီကျွန်တော်ရဲ့ငကိုစိတ်ရင်းအခံကတော့အဲ့လိုမျိုးပါရမီမပါဘူးပေါ့အကနဲ့ပတ်သက်ပြီးရုတ်တရက်ထားကဆိုကျွန်တော်မကတ်တော့ဘူးအဲ့လိုမျိုးလေဒီအလုပ်အပေါ်မှာ အလုပ်အတွက်လိုအပ်တယ်အဲ ရုပ်ရှင်အတွက်အကြောင်းညာအတွက်ဒါလိုအပ်တယ်ပေါ့နော်အကတိုက်ရမယ်အကလောက်အောင်မယ်ဆိုရင်တော့ဒါကျွန်တော်စူးစမ်းပြီးတော့ကျွန်တော်လေ့ကျင့်တယ်စူးစမ်းပြီးတော့ကျွန်တော်သင်တယ်စူးစမ်းပြီးတော့ကျွန်တော်ကားတယ်ပေါ့နော်သင်သင်ချာလေးသင်ချာပေးတဲ့ဒါအတင်းချောင်းမှုကြောင့်လည်းကျွန်တော်တို့ဒါဒီလိုပုံလေးထွက်လာတာပေါ့နော်ဒါတော့ကျွန်တော်မနေစူးစမ်းပြီးတော့ကထားတာ ုတ်တရက်ကကိုင်းတာတော့ဘာလို့ဆိုတော့ကျွန်တော်ရဲ့စိတ်ရင်းနဲ့ကျွန်တော်မလုပ်တတ်ဘူးပေါ့နော်ဒါဒါတင်ထားတာပေါ့နော်တင်ထားတဲ့အတိုင်းလေးပဲကျွန်တော်ဒါလုပ်တဲ့သဘောပေါ့ဒါပါပဲအဲ့တော့ဒီကနေ့ကျတော့လေဒီမှာဆုံးကောက်တာကိုဘာလဲတော့အဲဟုတ်မယ်ရှင်ဟုတ်ပြီတဲ့တော်တော်လေးချစ်ကြည့်နေကြပါဦးဝေးကြည့်နေခင်ဗျာတော့ပါလေဘယ်လိုကြားတော့ဘာပဲဖြစ်ဖြစ်ပေါ့နော်ကိုကြိုးစားထားတာလေးအတိမဲ့ပြုတ်ပြီးတော့ဝမ်းသာပါလေ ူများတွေဆိုရင်ဒါတီလုံးကြားတာနဲ့သချင်းဖွင့်မိလိုက်တာနဲ့ဒါသူတို့ကပါရမီကပါလာပြီးသားလေလှုပ်တက်တယ်ကတက်တယ်လှုပ်တက်တယ်အဲကျွန်တော်ကတော့ကျွန်တော်ရဲ့ဒီငကိုရဲ့စိတ်ကျွန်တော်ရဲ့ပုံစံကအဲကျွန်တော်ရုပ်တရက်လှုပ်ဆိုကျွန်တော်မလှုပ်တော့ဘူးဒါဒါအမှန်တမ်းကိုခံတာလေတော့ဒါကျွန်တော်အားနဲ့ကြောက်ပေါ့ကကိုပြင်ကြည့်ရတဲ့ချက်ပေါ့အဲတမျိုးတော့တမျိုးလေးပေါ့ ရှက်တာတွေပါရောရှိဟမ်ရှက်တာတွေအဲ့လိုတော့မရှိပါဘူးကျွန်တော်မဟုတ်အလုံးနဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်ခုနပြောသလိုပဲလေရုပ်ရှင်ထဲမှာအဲ့လိုမျိုးကာရမယ်ကြော်ညာမှာကာရမယ်ဆိုရင်တော့အဲ့လိုတော့ကျွန်တော်မရှိပါဘူးအဲ့လိုတော့မရှက်ပါဘူးပေါ့နော်အဲ့အဲ့လိုနိုင်နေရာတိုင်းရော၎င်းနေလိုက်ရှက်နေအောင်မဟုတ်ဘူးကျွန်တော်ရှက်တယ်ဆိုတာကလူတိုင်းမှာကဘယ်လိုပြောပြမလဲအမှုမြရှင်ပဲဖြစ်ဖြစ်အပြင်းအထန်ပဲဖြစ်ဖြစ်ငကိုစိတ်ရင်းအခံဆိုတာရှိတယ်ဒီနော်ဒီကျွန်တော်တို့ ဟိုအလုံးမလုံးသေးတဲ့အချိန်ဘာကာရက်တာမှမဝင်သေးတဲ့အချိန်ဆိုရင်ကျွန်တော်တို့စိတ်နဲ့ပြီးကျွန်တော်တို့နေကြတာပဲလေအဲဒါအခုဆိုရင်လည်းဒါကျွန်တော်စိတ်နဲ့ပဲကျွန်တော်နေနေတာပဲလေကျွန်တော်ကဘာကာရက်တာမှမရှိဘူးဆိုတော့ဒီကာရက်တာတစ်ခုကိုမွေးရတော့မယ်ကာရက်တာအတွက်လှုပ်ရတော့မယ်ဆိုရင်တော့အဲ့ဒီအတွက်ကိုတော့စိတ်ကိုပြင်ဆင်ရတာပေါ့နော်ဂျူတင်ပြင်ဆင်စရာရှိရပြင်ဆင်ရတယ်စိတ်ကိုလည်းမွေးချင်ရှိရမွေးရတာပေါ့အဲ့တော့ဒီရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်အကြောင်းညာနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် ဲကရတော့မယ်ဆိုရင်တော့ဒါကတော့ဒါဒါဘယ်လိုခေါ်မလဲဒါတေချာလုံးမရတော့မယ်လीဒါအလုတ်ဖြစ်သွားပြီလीနော်အဲလိုအဲ့ဒါကြောင့်မဖြစ်ပါဘူးအဲ့လိုလေအဲ့လိုလေမဟုတ်ပါဘူးအဲ့လိုလေစတာမဖြစ်ပါဘူးဟုတ်ပါဘူး အဲ့လိုလည်းမဟုတ်ပါဘူးအဲ့လိုလည်းမဟုတ်ပါဘူးဒါကျွန်တော် professional မဟုတ်ဘူးလေနော်ဒါအလုပ်အတွက်လိုရလို့လုပ်ထားတဲ့ဒါ character လေးတစ်ခုပါပဲအဲ့လိုမျိုးအပြင်မှာ professional မဟုတ်ပါဘူးအဲဘူးဆောင်လဲဆိုတော့အကုန်လုံးကကျွန်တော်ကလွယ်လို့အကုန်လုံးကသူ့ရတယ်သူပါလို့ပါကြတယ်။သူကသူကသူကဆရာသူကသူ့နေရာနဲ့သူဆရာကြတဲ့သူတွေကြီးပဲကျွန်တော်ကတော့ ဘယ်လိုခေါ်မလဲသူများတဲ့စရင်ကျွန်တော်လိုက်မှတ်ရတာများတယ်ဗောနော်ဒီအကနဲ့ပတ်သက်ပြီးတော့လိုက်မှတ်ရတာများတယ်တေချာလိုက်လို့ရတာများတယ်ဆိုတော့ဟိုသူများတဲ့ပုံပြီးတော့ကြိုးစားရတယ်တွေ့ပြီဟာ ကျွန်တော်တို့ဒီ2ရက်3ရက်ဆိုရဲဒီဒါအက challenge တွေရှိရောเนาะအဲ့ challenge တွေကိုဒါ join နေနေသူတွေဒါအပျော်ပေါ့เนาะဘလိုဖြစ်ဖြစ်အဲစိတ်ပြေလက်ပြောက်အပျော်အနေနဲ့ဝင် join လို့ရပါတယ်လို့ပြောကျွန်တော်တို့လည်း2ရက်3ရက်ရုပ်ရှင်ကားရုံတင်တဲ့အခါကြလို့ရှင်လဲဝေဖန်ပေးပါဒေသလေးအကြံပြုပေးပါဘာဖြစ်လို့လဲဆိုဒီကားလေးကတော့တေချာတော့တခုကတော့ အမားတွေကတော့ပါမှာပဲဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်လောက်ကရိုက်ခဲ့တဲ့ကားပေါ့နော်တစ်ဖွဲ့လုံးဘာလုံးမှမရှိသေးတဲ့အချိန်မှာကျွန်တော်တို့ရိုက်ခဲ့တဲ့ကားလေးဖြစ်တဲ့အတွက်ကျွန်တော်တို့ဘက်မှာအားနည်းချက်များမယ်ဆိုတော့ကျွန်တော်တို့လက်ခံပါတယ်သိပါတယ်ပေါ့နော်ဒါပေမဲ့အဲကျွန်တော်တို့အဖွဲ့ဘာမှမပါဘဲနဲ့အကောင်းဆုံးဖြစ်အောင်လေးကြိုးစားထားတဲ့ဟာလေးတော့အတိမပြည့်ရင်တော့ဟို ိမှတ်ပြုပင်ရင်ပဲဖြစ်ဖြစ်အားပေးရင်ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ကျေနပ်ပါပြီလို့အဲ့တော့ကျွန်တော်တို့လိုအပ်ချက်တွေပါပဲဖြစ်ဖြစ်ထောက်ပြပေးပါအားပေးကြပါဝေဖန်ပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်။ဒါအရန်တော့ PD ဖြစ်တယ်ဗျဒီလိုမျိုးပေါ့နော်ကိုယ့်ရဲ့အနုပညာရှင်လောကတွေကအနုပညာလောကတွေကဒီကိုယ့်ရဲ့ဒါ senior senior အများကြီးအများကြီးအများကြီးဟောကြားတယ်ပေါ့နော်ဝိုင်းတပိုင်းရင်းတွေကိုခုလိုမျိုးကတော့ဝင်ရတယ်လို့တော့ကျွန်တော်တော့ကတော့ဒါအများကြီးဝမ်းသာတယ်ပြီးတော့ကျွန်တော်ကလည်းဒီနှစ်မှာတည်တည်ဆောဆောလေးတက်ဖြစ်တာဆိုတော့ပေါ့နော်ဒါကျွန်တော်လည်းပထမဦးဆုံးလို့ပြောလို့ရတယ်ပေါ့ ဖြစ်တာဝါရဲ့ဒါအနုမညာရှင်ကြီးတွေကိုကတော့ခွင့်ရတဲ့အတော့လို့စိတ်ထဲမှာတော့1လဲ1သားတဲ့ပီတိလည်းဖြစ်တယ်ပြီးတော့တွေးခွင့်မြင်ခွင့်ရသေးတဲ့အတော့လည်းဒါစိတ်ထဲမှာဟို1သားတော့ဘုံတော့ပြောမှာဆို